င်္ဂလိပ်စာအောင်လေးလာနေပြီဆိုရင်ဒါမျိုးအခြေခံဝါကျလေးတွေကိုတွေးလိုက်တိုင်းပြောတတ်အောင်ရေးတတ်အောင်လေ့ကျင့်ထားမယ်နော်ဟုတ်ပြီဒါမျိုးရေးတတ်အောင်ပြောတတ်အောင်ဘယ်လိုလေ့ကျင့်ရမလဲဆိုရင်ဒါမျိုးသင်ခန်းစာတွေကိုများများလေ့လာပေးမယ်နော်ဟုတ်ပြီကြည့်ကြအောင်ကျွန်တော်အမေကိုချက်ပြုတ်ကူတယ်အဲ့ဒါဆိုဘယ်လိုပြော I help my mom အဲ့လိုပြော I help my mom with the cooking with the cooking with the cooking သိချက်ပြောက်ကိုရပါနော် I help my mom with the cooking ကျွန်တော်အမေကိုချက်ပြောက်ကိုရအဲ့လိုပြောလို့ရရယ်နော်နောက်တစ်ခုဒီစာအုပ်ကစိတ်ဝင်စားဖွယ်ကောင်းတယ်သူကစိတ်ဝင်စားတော့စိတ်ဝင်စားတော့ဆိုရင် interested စိတ်ဝင်စားဖွယ်ကောင်းသောဆိုရင် interesting မတူဘူးเนาะ ed နဲ့ဆုံးတဲ့ adjective နဲ့ ing နဲ့ဆုံးတဲ့ adjective သုံးပုံသုံးနည်းချင်းမတူဘူးဒါကတော့ကျွန်တော် grammar သင်ခန်းစာတွေမှာတော့အသေးစိတ်ရှင်းပြပေးတာရှိတယ်အဲ့ဆိုဒီစာအုပ်ကစိတ်ဝင်စားဖွယ်ကောင်းတယ်ဆိုရင် this book this book is interesting i n t e r e s t i n g interesting this book is interesting အဲ့ဒီစာအုပ်ကစိတ်ဝင်စားဖွယ်ကောင်းတယ် စနေတနေ့နေ့နေ့မှာသူတို့ဈေးဝယ်သွားတယ်အဲ့ဒါသူတို့ဈေးဝယ်သွားတယ်ဆိုရင် they go shopping ပေါ့နော် they go shop shopping they go shopping သူတို့ဈေးဝယ်သွားတယ်စနေတနေ့နေ့နေ့မှာဆိုရင်ဘယ်လိုပြောလဲဆိုရင် on weekends လို့ပြောရနော် on weekends on weekends ဆိုရင်စနေတနေ့နေ့နေ့မှာလို့ပြောသူတို့ဈေးဝယ်သွားတယ် they go shopping on weekends ကျွန်တော်အလုပ်ကို bus ကားစီးသွားတယ် bus ကားစီးသွားတယ်ဆိုဘယ်လိုပြောလဲ အဆိုရင် I take the bus I take the bus အလုပ်ကိုဆို to work ဒီညမှာ out to work ဆိုတာနေရာပြဖို့ပေါ့နော်အလုပ်ကိုသွားတယ် I take the bus to work ကျွန်တော်ပြတင်းပေါက်ကိုဖွင့်ရမလားတခုခုလုံးရမလားဆိုရင်တော့ share i နဲ့မေးတယ် share i ကျွန်တော်လုံးလိုက်ရမလားပေါ့ share i open the window share i open the window w i n d o w window ကျွန်တော်ပြတင်းပေါက်ဖွင့်လိုက်ရမလား ျွန်တော်အခုပြင်းနေတယ်ဒီလိုပြင်းတာလောက်ဆရာမရှိလို့ပြင်းတာပြင်းကြီးတာလည်းမတူဘူးเนาะဟုတ်လားလောက်ဆရာမရှိလို့ပြင်းနေဆိုရင် BORED bold လို့ပြောရအောင်เนาะ I am bold I am bold right now I am bold right now တဲ့ကျွန်တော်အခုလောလောဆယ်ပြင်းနေရလို့ပြော I am bold right now သူကညံကောင်းတယ်ဒါပေမဲ့ပြင်းနေအဆင်ပြေပြအောင် He is smart အဆမေအားထီ smart but ဒါပေမဲ့ဒီနေရာမှာပြင်းနေတူတာကဒါနဲ့မတူဒါကလုံးဆရာမရှိလို့ပြင်းတာဘိုးဒါကကျတော့လိုမျိုးပေါ့နော်အပြင်းကြီးတာပေါ့အဲ့ဆိုရင် he is smart but lazy အဲ့နားလည်းမထင်ပါဘူးနော်အဲ့ဒါမျိုးသင်ငယ် English များများလုပ်ပေးမယ်နော်ဒီအဲ့ဒီဟောကြလေတွေ English လို့ဘာလာပြန်ကြည့်အောင်နော်ဒီနေ့အရန်အေးတယ်အဲ့လိုမျိုးရာသီဥတုနဲ့ဆိုင်တဲ့ဝါကြရဆိုရင် subject ကို it သုံးပေးရတယ်နော် it is very cold it is very cold today အဲ့လိုရေးတယ်နော် it is very cold today သူတို့အိမ်စာလောက်ပြီးသွားပြီတခုခုပြီးသွားပြီဆိုရင်ဒါ has a half factory ပေါ့နော် has half factory ပေါ့နော်အဲ့လိုမျိုးသူတို့အိမ်စာလောက်ပြီးသွားပြီဆိုရင် they they ဆိုတာ singular မဟုတ်ဘူး plural form ဖြစ်တယ်အဲ့ကြောင့်မလို့ have they have done their homework their homework they have done their homework သူတို့အိမ်စာလောက်ပြီးသွားပြီပေါ့နော် သူတို့အရင်ကဒီကိုရောက်ဘူးတယ်အဲ့ဒါလိုပြောရလဲအဲ့ဒါ they have been here ဒီကိုဆို here they have been here ရောက်ဘူးတယ်တနည်းအားရောက်ဘူးတယ်ဆိုရင် have been နဲ့တောင်းတယ်နော်အဲ့ကြောင့်လို့ they have been here ဟလာအရင်ကဆိုတော့ before ပေါ့နော် b f o r e before they have been here before သူတို့အရင်ကဒီကိုရောက်ဘူးတယ် သူငါတို့နဲ့အတူလိုက်မှာလားဒါဆိုရင်မေးကွန်းဟလာလိုက်မှာလားဆိုတော့ဒါမဖြစ်သေးဘူးမဖြစ်သေးဘူးဆိုတော့ဟလာအနာဂတ်ကိုပြောချင် wave verb 0ဒါမှမဟုတ် ms server file ng နဲ့ပြောလို့ရရယ်နော်ဟုတ်ပြီ ms server file ng နဲ့ရေးမယ်နော်အဲ့ဆိုရင်လိုက်တာဆိုရင် come coming ပေါ့နော်သူဆိုတော့ he he o he is coming ဆိုရင် तू လိုက်တယ်ပေါ့ he is coming with ဆိုရင် तू လိုက်တယ် तू လိုက်မှာလားဆိုရင် is he is he coming with ဘာလို့လဲတူဆိုတော့ as ပေါ့အမေကုန်းဆိုတော့ is ကိုရှေ့ထုတ်လိုက်တာ is he coming with us သူငါတို့နဲ့တူလိုက်မှာလားပေါ့နော်သူ့အတန်တိုးတယ်ဆိုရင်သူ့အတန်ဆိုရင် his voice his voice is တိုးတော့ဆိုရင် soft s o f t soft ဟလာအဲ့ဆိုရင်သူ့အတန်ကတိုးတယ်ပေါ့နော် his voice is soft သူ့အတန်တိုးတယ်အဲ့လိုပြောရအောင်နော် မြစ်ကာလင်းမြန်စွာစီးတယ်မြစ်ဆိုရင် the river RIV ရ river the river စီးစင်းတာကို flow subject က singular ဖြစ်တဲ့အတွက်ကြောင့်မလို့ flow မှာ s ထည့်ပြရတယ် the river flows လင်းမြန်စွာဆို QIC QUICK quick quickly ပေါ့နော်ဟလာ the river flows quickly ဟလာအဲ့ဒါဆိုရင်မြစ်ကားလှင့်မြန်စွာစီးဆင်းနေပါတော့ညမှာလာတာလာတာလာဆိုရင်သမွန်ပေါ့နော်သမွန် subject က singular မလို့ verb မှာ ses ထည့်ပြရတယ်နော်ဒီလိုမျိုးလှင့်မြန်စွာစီးတယ်လို့လာတာတယ်လို့ဆိုရင်ဒါအမြဲတမ်းမှန်တဲ့အကြောင်းအရာဖြစ်တဲ့အတွက်ကြောင့်မလို့ present tense နဲ့သုံးရတယ်အဲ့ကြောင့်မလို့ verb 1ပေါ့နော် s h i n e s shines ဘာလို့ s ထည့်ရလဲဆိုရင်သမွန်က subject က singular တစ်ခုခိမ်းမလို့သမွန် shines at night ညမှာလာတာလေပေါ့နော်အင်္ဂလိပ်စာကကမ္ဘာသုံးဘာသာစကားဖြစ်တယ်ဆိုတော့အင်္ဂလိပ်စာဆိုတော့ subject က english english e n g l i s h english is a g l o b a l global ကမ္ဘာသုံးဆိုရင် global ဘာသာစကားဆိုတော့ l a n g u a g e language english is a global language ဒါဆိုအင်္ဂလိပ်စာကမ္ဘာသုံးဘာသာစကားဖြစ်တယ်ပေါ့နော်ဟုတ်ပြီပို့ပြီးတော့မှအမှတ်မိတော့နောက်တစ်ခါလောက်ဆိုကြအောင်နော် It is very cold today. They have done their homework. They have been here before. Is he coming with us? His voice is soft. The river flows quickly. The moon shines at night. English is a global language. He drives. D -R -I -V -E -S, D-R-I-V-E-S drives. Follow us. အရှိဟီ subject က singular ဖြစ်တော့တဲ့ကြောင့်မလို့ verb ကို expand ပေးရတယ် he drives အဲ့မှာ alone လေးမြင်လို့ he drives a car အဲ့လိုပြောလိုက်ရပါတယ်နော်အကားမထည့်ဘဲနဲ့ he drives လို့ပြောလိုက်ရတယ် he drives a car ဟလာအဲအကားမထည့်ဆိုရင်တော့သူဘာမောင်းတာလဲဆိုင်ကယ်မောင်းတာလားကားမောင်းတာလားဒါတော့ရှိရပါတော့နော်အဲကားမောင်းလဲဆိုရင် he drives a car ဟုတ်ပြီ alone လေးမြင်စွာ alone လေးမြင်စွာဆိုတာဘယ်လိုရေးမလဲလင်းမြန် တော့ဆိုရင် fast 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 နေမြန်စွာဆိုလဲ fast fast ပဲ fast l i fastly လို့မရှိဘူးเนาะဟုတ်ပြီအဲ့တော့ he drives a car အလုံးလေးမြန်စွာဆို very fast အဲ့လိုရေးเนาะ he drives a car အင်္ဂလိပ်ဝါကြတိစောက်ပုံရ subject being verb လာမှာ verb being object လာမှာပြီးကြမှာကျန်တာ set လေးเนาะအဲကြောင့်လို့ he drives a car very fast အပြင်မှာမိုးရွာနေတယ်အဲ့လိုလိုရအောင်အပြင်မှာမိုးရွာနေတယ်အဲ့ဆိုရင် အဲမိုးရွာနေရဆိုရင်အဲ့လိုရာသီဥတုနဲ့ပတ်သက်တာတွေဆိုရင် subject က it တောင်းပြရတယ်မိုးရွာနေဆိုတော့ it is rainy it is rainy အပြင်မှာဆို outside o u t s i d e outside it is rainy outside အပြင်မှာမိုးရွာနေတယ်ပေါ့နော်ကျွန်တော်တို့ညစာကိုအတူတကွချက်တည်အဆိုရင်ကျွန်တော်တို့က subject ချက်တည်က cook for we cook ပေါ့ချက်ညစာ we cook dinner အတူတကွဆိုတော့ together ပေါ့ T O G E T H E R together we could dinner together ကျွန်တော်တို့ညတာအတူတကွချက်တယ်ကျွန်တော်ကလဖေးတဲ့ coffee ကိုပိုကြိုက်တယ်အဲ့လိုပိုကြိုက်တယ်ဆိုရင်အဲတောင်းရမယ့်ဟာလေးရေးတယ် prefer ပိုကြိုက်တာရေးပြီးရင် do ပြီးရင်သင်ကြိုက်တာကိုရေးဟာလားဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ကလဖေးတဲ့ coffee ကိုပိုကြိုက်တယ်ဆိုရင် i prefer coffee C O F F E E coffee I prefer coffee to ma prefer to เนาะ prefer to I prefer coffee to tea ကျွန်တော်ကလက်ဖေးတဲ့ coffee ကိုပိုကြိုက်တယ်ပေါ့နော် I prefer coffee to tea ဒီရုပ်ရှင်ကပြင်းစရာကြီးအဲ့မှာပြင်းတာက B O R E D ဘိုးရှိမယ် B O R I N G boring ရှိမယ် L A Z Y lazy ရှိမယ် အဲ့မှာဘိုးဆိုတာကကြတာအာဘိုးနဲ့ဘိုရီယန်လှုပ်ရှားမရှိလို့ပြင်းတယ်ဘာမှလှုပ်ရှားမရှိလို့ပြင်းတာအဲ့မှာတော့ ED နဲ့ဆုံးတဲ့ adjective ကကြ subject ကဒီလိုမျိုးပေါ့နော်လူနဲ့တွဲတောင်းတယ် person နဲ့တွဲတောင်းတယ် subject ကဒီလိုမျိုးထားပါတော့ဒီအဲလူမော်ဖူပေါ့နော် something ပေါ့နော်အဲ့လိုမျိုး things တွေပေါ့နော်အဲ့လိုမျိုး ရောက်ရပစ္စည်းတွေ ဆိုရင်တော့သူက ING နဲ့ပြတ်တောင်းတယ်အဲ့လိုမျိုးအလွယ်မှတ်ထားလို့ရတာပေါ့နော်ဟုတ်ပြီ lazy ပြင်းတာကြတော့သူက lazy ပြင်းတာကြတော့သူကဟိုအပြင်းကြီးတာကိုပြောတာဥပမာငါပြင်းတယ်ဥပမာဘာမှငါလုံးဆရာမရှိလို့ဘာမှလုံးဆရာမရှိလို့ငါပြင်းတယ်ဆိုရင် i ဆိုတော့ကလူပုဂ္ဂိုလ်ဖြစ်တယ်အဲဆိုရင် i am bored လို့ပြော i am boring လို့မပြောအဲဒီရုပ်ရှင်ကပြင်းကြရေးဆိုရင်တော့ boring ပြောတယ် subject ကဒါဒီရုပ်ရှင်ဒီရုပ်ရှင်ရဲ့ဒီ characteristic ကိုပြောတာဖြစ်တယ်အဝိသေသလက္ခဏာကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ ing နဲ့ဆုံးတဲ့ adjective သုံးပေးရတယ်နော်အဲကြောင့်ဒီရုပ်ရှင်ကပြင်းစရာကြီးဆိုရင်ဘယ်လိုပြောမလဲ this movie this movie is boring b o r i n g boring this movie is boring ဒီမဟုတ်ဒီရုပ်ရှင်ကညှင်းဝေးစရာကြီးပြင်းစရာကြီးအဲ့လိုပြောနော်မင်းကြောက်ဘလို့သွားလိုက်တာမင်းကော ဘလို့လဲဆိုရင် question word ကဘာတောင်းမလဲဆိုဟောင်းဟောင်းဟလာ mean ဆိုတော့ you အဲ့ကြောင့်အခုကိရိယာ do ခေါ်ပြီမြေ you ဆိုတော့ do ပေါ့နော် subject က you ဆိုတော့အခုတက် do how do you go to school how do you go to school မင်းကြောင်းကိုဘလို့သွားလဲ how do you go to school သူအဲ့မှာမရှိဘူးအဲ့ဆိုရင် he is not he is not there past tense နဲ့တောင်းမယ်ဆိုရင်တော့ he was not there ပေါ့ present tense နဲ့တောင်းမယ်ဆိုရင်တော့ he is not there သူအဲ့ဒီမှာမရှိဘူးသူမကြားခင်ပြန်လာလိမ့်မယ်လိမ့်ပြီဆိုတော့ဒါ where verb 0ဆိုတော့ he will come back ပြန်လာရဲဆိုရင် come back he will come back မကြားမီဆို soon မကြားခင် soon he will come back soon he will come back soon သူမကြားခင်ပြန်လာဟုတ်ပြီပို့ပြီးမမိတော့နောက်ခေါက်လို့ဆိုကြအောင်နော် He drives a car very fast. It is raining outside. We cook dinner together. Together. I prefer coffee to tea. This movie is boring. How do you go to school? He is not there. He will come back soon. And now let me know. TV let you choose and comment. Yes, Lumen, if you are not in the That's all for today. Thanks for watching. Bye bye.